ဟယ်လိုအားလုံးမင်္ဂလာပါဖူဝမချန်ကနေကြိုဆိုပါရစေဆိုတော့အနာစာအသင်းရဲ့ဘက်ကတော့တိုက်စစ်ကစားသမားဖြစ်သူခရစ်စတီယာနိုရိုနယ်ဒိုကိုအသင်းမှာဆက်ထားဖို့အတွက်ကြိုးပမ်းနေတာအခုဆိုရင်သဘောတူညီမှုရဖို့အတွက်အင်မတန်နှိစက်မှုတွေရှိလာပြီဖြစ်တယ်ဆိုပြီးတော့ဖက်ဘရီဇိုရိုမနိုကကျွန်တော်က report လုပ်ထားပါတယ်ဆိုတော့ဒီရိုနယ်ဒိုကလက်ရှိ အသက်40အရွယ်ရှိပြီဖြစ်ပြီးတော့အနာစာအတွက်အကြီးပါနေစေကစားမတယောက်ကျွန်တော်ဖြစ်တယ်ဒါအပြင်အနာစာနဲ့လည်းစာချုပ်တက်တဲ့ ုံပြီဆိုတဲ့အခါကျတော့သူ့ကိုကျွန်တော်တို့ club world cup ကစားမဲ့အသင်းကြီးရဲ့ဘက်ကနေပြီးတော့လာပြီးတော့ကန်လန်ထားခဲ့ကြတာတွေကျွန်တော်တို့ရှိတယ်။ဒါတွေကို Cristiano Ronaldo ကလုံးဝပယ်ချခဲ့ပြီးတော့ El Nassr မှာပဲကျွန်တော်ဆက်နေမယ်ဆိုတဲ့ တရင်မျိုးတွေကျွန်တော်တို့ကြောက်ထွက်လာတယ်အခုအနာစာရဲ့ဘက်ကလည်းတတန်းကုံသွားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီခရစ်စတီယာနိုရိုနယ်ဒိုကိုဆက်ပြီးတော့တတန်းတူဖို့သူတွေကြိုးပမ်းနေတာလက်ရှိဆိုလို့ရှိရင်တော့နှစ်ဖက်တောင်းဝန်ရှိသူတွေရဲ့ဂျားထဲမှာတတန်းတူးနိုင်မှုအတွက်အင်မတန်နှိစက်နေပြီဖြစ်တယ်လို့လိုအပ်တဲ့စာရွက်စာရွက်စာရင်ကိုတွေကျွန်တော်တို့ဒါစစ်ဆေးတာတွေကျွန်တော်တို့ဒါပြီးဆုံးတော့မယ်ပေါ့နော်ဆိုတော့မကြခင်မှာ ျွန်တော်လက်မှတ်ထိုးပြီးတော့တက်တန်းတူးနိုင်ဖို့အတွက်နှိစက်နေပြီပေါ့လေဒီနေရာမှာတစ်နှစ်တက်တန်းတူးတာလဲကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်မယ်အကယ်လို့ခရစ္စတီယာနိုရိုနယ်ဒိုသာစန္ဒရှိရင်ဒီအနာစာရဲ့ဘက်ကနှစ်နှစ်အထိကိုတက်တန်းတူးသွားနိုင်ဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်2029ခုနှစ်အထိပေါ့နော်ဒီကဘာဖလားအပီးအထိပေါ့ဗျာဆိုတော့ခရစ္စတီယာနိုရိုနယ်ဒိုရဲ့ဘက်ကတော့လက်ရှိပေါ်တူဂီနေရှင်းလိဖလားရခဲ့တာသူရဲ့အရေးပါမှုတွေအများကြီးပါတယ်လို့ခံယူထားတယ်လို့ ဒီအနာစာအတွက်လည်းသူဟာအင်မတန်အရေးပါနေစေကစားမားတစ်ယောက်ဆိုပြီးတော့သူခံယူထားတယ်။ဒါကြောင့်လည်းပဲပေါ့နော်။သူရဲ့ဒီအကောင်းဆုံးပုံစံမှာရှိနေသေးတဲ့အတွက်အနာစာမှာဆက်ပြီးတော့နေနိုင်သေးတယ်။အနာစာမှာဆက်နေဖို့အတွက်ထိုက်တန်သေးတယ်ဆိုပြီးတော့သူယူဆထားတာ။အနာစာရဲ့ဘက်ကလည်းရိုနယ်ဒိုလိုမျိုးကွင်းပြင်ပရောကွင်းတွင်းမှာပါအကျိုးပြုနိုင်စွမ်းရှိတဲ့ကစားမားကိုထက်ပြီးတော့တက်တန်းတူဖို့အတွက်သူတို့ကြိုးပမ်းနေတာ။နော်ဒီတရန်ကုန်တဲ့အခါတုန်းကတော့ကျွန်တော်တို့တကယ်ခရစ်စတီယာနိုရိုနယ်ဒိုကိုလူကြီးခဲ့တဲ့ လပ်တွေကျွန်တော်တို့ရှိတယ်သူကိုယ်တိုင်ကတော့ဗောနော်အမေရိကကိုသွားပြီးတော့ဒီကလပ်ဘောကကစားမဲ့အခွင့်အရေးကိုသူကိုယ်တိုင်ညှင်းဆိုခဲ့တယ်ဒါအပြင်ရော်နယ်ရီယဆန်နာကကစားသမားဘဝအနာမယူခင်မှာတွင်းကိုပေါင်းတထောင်ပြည့်အောင်တွင်းနိုင်မဲ့ကြီးဝဲချက်မျိုးသူရှိထားတယ်ဆိုတော့အခုချိန်မှာတော့သူလုံးဝအနာယူဖို့မရှိသေးသလိုအာဂိုးတွေလည်းတက်နေတယ်များများများတွင်းဖို့တော့သူကြီးဝဲထားစေပေါ့လေအခုကတော့ကစားမကြီးကကျွန်တော်တို့က938ခုကိုတွင်းထားတယ် เนาะ938ကိုဆိုတော့ဒါ940 9 60နီးပါးလောက်ကျွန်တော်ကြံနေသေးတယ်ဒါကိုကျွန်တော်တို့လာမယ့်နှစ်နှစ်အတော်တွင်မှာသူကောင်းကောင်းတွင်းနိုင်မယ်ဆိုလို့ရှိရင်စာရုပ်တရံကုံနာနဲ့တွင်းကိုတထောင်ပြည့်နိုင်မယ်အခွင့်အရေးမျိုးရိုနယ်ဒိုမှာရှိနေတယ်ပေါ့လေဆိုတော့ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ရိုနယ်ဒိုရဲ့ဘက်ကတော့အယ်နာဆာမှာဆက်ပြီးတော့နေခွင့်ရဖို့အတွက်တချို့တွေရဲ့ကန့်လန့်မှုတွေကိုသူပယ်ချထားခဲ့အပြီးမှာလက်ရှိဆိုလို့ရှိရင် တဒန်2တိုင်းတော့မှာဖြစ်တယ်ပေါ့နော်ပေါ်တူဂီတွေ့လည်းအရေးပါနေစေကစားမကြီးတယောက်ပေါ့လေကျွန်တော်တို့ဒီတိုင်းပဲဒီ Nation League ဖလားရသွားတဲ့တည်းမှာဟိုခရစ္စတီယန်နိုရိုနယ်ဒိုရဲ့ performance တွေသူ့ရဲ့ twin goal တွေကျွန်တော်တို့ဒါလုံးဝ short တွက်လို့ကျွန်တော်မရခဲ့ဘူးနိုင်ငံအသင်းကအရေးကြီးနေပါတယ်ဆိုတဲ့အချိန်မှာဒီအသက်အရွယ်ထိပေါ်တူဂီကိုကျွန်တော်တို့ twin goal တွေဖန်တီးမှုတွေ performance ကောင်းနေနဲ့ဆွဲတင်ပေးထားတော့မယ် NR Sama ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီတိုင်းပဲ twin goal တွေအမှန်ကန်ကျွန်တော်တို့ twin နေတယ် နော်ကျွန်တော်တို့ဒါဖန်တီးမှုတချို့ကျွန်တော်တို့ရှိထားတဲ့လူအပ်တဲ့နိုင်ပွဲတွေကိုယူပေးနေတုံးပဲ NASA ရဲ့ဘက်ကလည်းကျွန်တော်တို့ခုနကပြောတဲ့အတိုင်းကွင်းပြင်ပရောကွင်းတွင်းမှာပါရော်နယ်ဒိုနဲ့ပတ်သက်ပြီးတော့အကျိုးတွေကိုသူတို့ခံစားရတယ်နော်ဟိုအမြဲတမ်းဒီပါကျွန်တော်တို့ဒါပရိသတ်တွေအများကြီးကျွန်တော်တို့လာကြည့်တယ်ဒါအပြင်ကွင်းတွင်းမှာဆလို့ရှင်လည်းပဲပေါ့နော်အောင်မြင်မှုတွေပါတယ်ရဖို့ကတော့တခြားဒီအဟီလာတို့ဘာတို့ကိုဘလို့မှကြော်လို့မရဘူးကျွန်တော်တို့ဖြစ်နေတယ်ဒါပေမဲ့လို့ခရစ်စတီယန်ရော်နယ်ဒိုကတော့ သူ့တောင်သူကြေပွန်အောင်လုံရင်းနဲ့ပေါ့နော်အဲနာစာကိုအကောင်းဆုံးပုံစံနဲ့သူလာဟိုအကျိုးပြုထားတာအဲကြောင့်လက်ရှိမှာခရစ်စတီယာနိုရိုနယ်ဒိုကတော့ဒီဘယ်လိုပြောမလို့ကဘာဖလားကံရပြီးတဲ့အထီကိုပဲသူအဲနာစာမှာဆက်ပြီးတော့နေခြင်းတဲ့သဘောပါဒါကြောင့်ပေါ့နော်တနှစ်တတန်တူမလားနှစ်နှစ်တတန်တူမလားဆိုတဲ့အခြေအနေကိုတော့ကျွန်တော်သာစောင့်ကြည့်ရမှာဖြစ်တယ်ဆိုတော့မကြခင်မှာတော့ သူတို့ဒီစာပဲစာတန်းဒီကိုလက်မှတ်ထိုးပြီးတော့ဒီအပြောင်းအရွှေ့ကိုအပြစ်သက်နိုင်မှာပါဆိုတော့ခရစ်စတီယာနိုရိုနယ်ဒိုဘယ်အသင်းကိုပြောင်းမလဲဆိုတဲ့သတင်းတွေကလည်းရှိငြိမ်သွားပြီးတော့အနာစာမှာပဲဆက်နေဖို့အတွက်တတန်းတူးနိုင်တော့မှာဖြစ်ပါတယ်ဆိုတော့ဒါဟာမှန်ကန်တဲ့လုပ်ရက်ဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ထင်ကြလားခရစ်စတီယာနိုရိုနယ်ဒိုအတွက်ဒါအပြင်ကစားမဘွားအနိုင်ယူတဲ့ခါမှာရော twin ကိုတထောင်ရိုနယ်ဒိုပြည့်အောင် twin နိုင်လိမ့်မယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတို့ပါတယ်